တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ရက်နေ့30ရက်နေ့တော်တွင်ကာလမှာမိမိအတွက်ကြီးမားချက်သစ်တွေရည်ရွယ်ချက်သစ်တွေကိုလုပ်ကံမြောင်းမြင်သလိုငွေကြေးကံကောင်းမယ်တခါမှမလုပ်ဘူးသေးတဲ့လူတွေလည်းလုပ်ကံမယ်လက်ပွင့်မယ်ရပိုင်ခွင့်တွေပြန်ရမယ်လုပ်ငန်းခွင့်ကလူတွေအလုံးစစ်တိုးတက်မယ် စီးပွားရှာသူတွေမှာလက်ပွင့်ကပ်ပွင့်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုကြုံမဲ့ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလုပ်ကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်။ကိုယ်ပိုင်ယက်တီချက်နဲ့လုပ်ကန်ခြင်းတို့ရဲ့အနှစ်သာရကောင်းကိုကြုံမဲ့အတတ်ပညာနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကိုလည်းရရှိမှာဖြစ်ပါလေ။ဒီနေ့အဲဒီမှာလက်ကောင်းတဲ့ကံကောင်းတဲ့စီးပွားကံတလန်ဖွဲ့နေတဲ့မဟာယကျန်းနဲ့တိုက်တော့မတော်တဆဒီကံမှန်ကြီးကိုတော့အထူးပြုပြီးကူးဆက်ရမယ်။လူရှိရောက်သူခီးသွားတာမပြုတ်ပါနဲ့။ အဲ့ဒီမှာအသွာလာနေတိုင်းဂရုစိုက်ရမှာဖြစ်ပါတယ်နောက်ရက်ကုတီသွားစရာနေရှိတတ်တယ်နေ့တနင်္ဂနွေနဲ့ညနေ3နာရီတွင်သွားလာဂရုစိုက်ရမယ်23ရက်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းတွေရှိလင့်ကစားအတိုက်ခံတဲ့ဂျုံပြီးမှအလိုပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုဂျုံမယ်24ရက်နေ့မှာရပိုင်ခွင့်တွေပြောင်းလဲရရှိမယ်အရေးပါတဲ့ပြောင်းလဲနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်24ရက်နေ့မှာငွေကြေးကိစ္စပြောဆိုမှုစဉ်ပြေမယ်အတိုက်ခံကြတာတိုးတက်မယ်25ရက်နေ့မှာ စီးပွားကံလုပ်ငန်းကံကောင်းမဲ့ရန်တိုက်ခံနေကြတဲ့ဖြတ်သန်းပြီးလို့ရှိရဆန္ဒကိုပေါ်ထုတ်နိုင်တဲ့ငွေအကြေးကံထူးထူးခြားခြားကောင်းတယ်26ရက်နေ့မှာအတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးတိုးတက်မဲ့သူတမားနဲ့မတူတဲ့ရှုထောင့်နေရာနေလောက်ကန်ကျိုးပေးမဲ့28ရက်နေ့မှာလက်ပွေချင်းကံပွေချင်းရတ်တန့်တဲ့လုပ်တွေလောက်ကန်ရခြင်းနေကြုံမဲ့28ရက်နေ့ကတော့အလုံးစုံကံမြန်မာခြင်းနဲ့ရီမန်းချက်စစ်တို့ကိုလက်တွေ့ကောင်းတဲ့ဖော်ရန်အတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တဲ့ 30ရည်နှစ်မှာငွေကြီးလက်လာပတ်ရေးရကံကြမ္မာဖျားဖျားကောင်းစွာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပါမယ်။တနင်္လာနေ့ကနေ့ကြာသာပတိနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေနေ့မွေးတဲ့သူတွေကြောင့်စိတ်နှောင့်ယှက်တွေဖြစ်တဲ့တဲ့သောကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်။ဒီကာလအတော်တွင်းမှာရှစ်ခုကိုကနန်းတွေကိုအကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်တယ်။အနဲ့ရောင်အပြာရင်ရောင်နဲ့ပြောင်တို့ကိုသုံးပြီးလို့ရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ဒီကာလအတွင်းမှာနိုဝင်ဘာလ 28ရက်နေ့ဒီမှာကောင်းစေးကောင်းလျှော်ပြုရင်အင်မတန်ကောင်းတဲ့နှစ်သက်ရရက်ကိုရွေးပြီးတော့ကောင်းစေးမင်္ဂလာဆောင်ရွက်ပါဖုန်းကန်ကြီးချင်းအကြီးကဲဖြစ်ချင်းမြန်မာသောနေသားသို့ရောက်ရှိခြင်းကိုကြုံမယ်ဒီအပြင်နိုဝင်ဘာလ26 29နှစ်ရက်ဆက်တိုက်ဒနာသီတိနဂတ်စမ်းရှင်နေဝေကြီးကိစ္စရဲ့ရက်ဒီမှာပြောဆိုလုပ်ခဲ့လက်ဖွင့်ခြင်းကိစ္စဆောင်ရွက်ပါတူတူကြကြကောင်းခြင်းတွေရရှိပါမယ် ကျေးဇူးတင်ပါတယ်။ငါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့နေ့30ရက်နေ့တော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။ရည်ရွယ်ချက်အောင်မြင်မယ်။အခက်အခဲလုံးကိုကျော်လွှားနိုင်တယ်။ငွေကြေးကံ၊လုပ်ငန်းကံ၊စီးပွားကံတိုးတက်မှုနဲ့အလိုပြည့်စုံမှုတွေအတွက်ကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ကံပေါ်မယ်။အမျိုးသမီးမိတ်ဆွေကြီးကဲတူထံမှာကူညီရမယ်။928000ကမြတ်တာ အလုံးစုံရဲ့ကောင်းခြင်းကံတွေကျိုးပေးခြင်းကံတွေရှိမယ်။ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုတွေရဲ့ကောင်းသောကျိုးဆက်တွေတိုးတက်မှုကိုရှိမယ်။မိမိလိုလားခြင်းနဲ့ရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ကံပြီးတော့တာမန်တဲ့မြင့်တဲ့နေထားနဲ့တိုးတက်တဲ့ကံတွေကိုပေါ်ထုတ်နိုင်တယ်။အထူးတလည်းကောင်းသောနေထားနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်ပြီးတော့ဘဝရည်မှန်းချက်အောင်မြင်ခြင်းအလုံးစန္ဒပြည့်စုံခြင်းနဲ့ကံမြမမှုတွေတစ်ခုပြီးတစ်ခုဖြစ်တည်ကြိုးပေးတဲ့အစင်းမြင့်တဲ့ဘဝတလန်းတွေကို ဖနီးနိုင်တဲ့နေထားကိုရောက်ရှိတယ်။ဒီနေ့မှာမတော်တဆထိခိုက်မှုတွေရောကျူးဆက်ရမယ်။အလုံးနေထားတဲ့ဘဝနေထားတွေကောင်းတယ်။အဲဒီနေ့မှာအနောက်ရက်ကိုထိသွားစရာနေရှိတတ်တယ်။နေကင်းတနိုင်ခွဲနဲ့ညနေ3နိုင်အတွင်းသွားလာကျူးဆက်ရမှာပါ။23ရက်နေ့မှာတော့မိကောင်းဆွေကောင်းထောက်ကူတွေရမယ်။ရတ်တန်တဲ့လုပ်တွေအစဉ်ပြေမဲ့တရဖူရုပ်ပုံပါတဲ့ပစ္စည်းလေးရရင်တော့လက်အမတန်ကောင်းတယ်။24ရက်နေ့မှာ အမျိုးသမီးမိတ်ဆွေကြီးကဲတူးထံမှနေကိုယ်ထံကောင်းသောအကျိုးဆက်ရမယ်ဝေးကွာနေတဲ့သူတွေနဲ့လည်းပြန်လည်ဆုံစည်းနိုင်တဲ့ကံရှိတယ်။25ရက်နေ့မှာထူးခြားတဲ့လက်ဆောင်တွေရတဲ့ဂမ်ဘီယာဆန်တဲ့ပစ္စည်းလေးတွေတွေ့တဲ့အဲဒီနေ့မှာအိမ်မက်မက်ရင်တွေ့ရင်ထင်ရင်ထူးမှန်တတ်တယ်။26ရက်နေ့မှာတော့ငွေကြေးကံကောင်းမယ်။သီးသန့်နေလို့စိတ်ပြင်းထန်နေမယ်။အဲဒီနေ့မှာ တကိုယ်တော်လုတ်တဲ့ကိစ္စတွေကလည်းထူးထူးခြားခြားအောင်မြင်လာနိုင်မယ်။29ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းနိုင်နိုင်မယ်။ ယံပတိပက္ခာအလုံးကိုဖြည့်ရှင်းပြီးအစဉ်ပြေသောနေထားကိုရောက်ရှိပဲ28ရက်နေ့မှာသူတစ်ပါးနာရေးကိစ္စလိမ့်လံကူညီရမယ်ငိုယိုသူတွေကိုတွေ့တတ်တယ်ကူညီပေးရတတ်တယ်29ရက်နေ့မှာတပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လူတွေကိုလုပ်ပြီးတော့အောင်မြင်ချိုးပေးခြင်းတွေကိုကြုံမယ်30ရက်နေ့မှာမထင်မှတ်ထားဘဲနဲ့ကိုဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေအကောင်းဆုံးကျိုးဆက်တွေကိုရမယ်တပတ်တာကာလအတွင်းမှာတနည်းလာနေ့ တောက်ကြနေငါနဲ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးတဲ့369ခဏနေကျိုးပေးတယ်အပြာရောင်ညောင်ကျသွေးရောင်တို့ကိုဝတ်ပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်ဒီတပတ်တာကာလအတွင်းမှာနိုဝင်ဘာလ22ရက်နေ့24ရက်နေ့28ရက်နေ့တွေမှာခေါင်းစည်းခေါင်းလျှော်ပြုပေးပါထူးခြားစွာကောင်းခြင်းခံတဲ့စက်တီတိုးခြင်းဖုံးကန်ကြီးခြင်းအကြီးကဲဖြစ်ထွန်းခြင်းတွေကိုကြုံတွေ့နိုင်ပါတယ် ဒီပြင်ဒီကာလအတွင်း26ရက်နေ့29ရက်နေ့2ရက်ဆက်တိုက်ဟာဒနာသိတိနကစမ်းရှင်ခြင်းရဲ့နှစ်သာရကိုကြုံတွေ့နိုင်တဲ့နေထားရှိတယ်။ဒီရက်တွင်မှာနိုဝင်ဘာလ25ရက်နေ့မှာသပင်းပုံသဏ္ဍာန်ပြင်ခြင်းသပင်းညှက်ခြင်းပြုက ထူးခြားတဲ့ဟန်သွင်းတဲ့ဥပဒိယုတ်ကိုရရှိနိုင်ကြောင်းတင်ပြလိုပါတယ်။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ။2025 နိုဝင်ဘာလ20ရက်နေ့ကနေ30ရက်နေ့တော်တွေမှာအပြိုင်ဆိုင်အလုံးကိုကြော်လာပြီးထုတ်တယ်မယ်။ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။ရှင်ပြိုင်မှုအောင်မြင်မယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်။အပြောင်းလဲနဲ့ထုတ်တယ်မှုကံရှိမယ်။ဥတီချက်စစ်ကိုလက်တွေ့ကောင်းထဲဖော်နိုင်တယ်။20ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းနဲ့ထုတ်တဲ့ချင်းရှိမယ်။သို့တော့မတော်တဆနဲ့ကြိုးဆက်ရမယ်။အနောက်ရက်ကိုတည်သွားစရာနေရှိတတ်တဲ့ နေခင်တနိုင်ခွဲနဲ့သုံးနိုင်တွင်သွားလာကျူးဆက်ရမယ်၂၃ရက်နေ့ဟာအထုတလင်ကောင်းတဲ့ရက်ဖြစ်ပြီးတော့အလိုပြည့်စုံခြင်းဘဝတုတ်တဲ့ခြင်းရဲ့အနစ်သာရကိုရမယ်24ရက်နေ့မှာငွေကြေးကံကောင်းမယ်မိကောင်းစိတ်ကောင်းထောက်ကူရမယ်ရှင်ပြန်မှုမှသမျှအောင်မြင်မယ်25ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်သူတစ်ပါးကြောင့်ခုရွယ်ချက်တွေနှောင့်နှေးမယ်26ရက်နေ့မှာစိတ်ချမ်းသာမယ် မိကောင်းစိတ်ကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်29ရက်နေ့မှာခီးကိစ္စပြောင်းလဲကိစ္စတွေဆောင်ရွက်ဆင်ပြေမယ်28ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကိုကြုံမယ်29ရက်နေ့ဟာရံများမယ်ပြိုင်များမယ်အနောက်ဆက်တွေနဲ့ထိတိုက်တွေ့မယ်30ရက်နေ့မှာထူးခြားတဲ့ကောင်းခြင်းကံတွေကိုကြုံတွေ့ရမှာ ဖြစ်ပါတယ်ဒီကာလတော်တွင်းမှာတနင်္ဂနွေသောကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ် နှစ်ခုကိုကနံအချိုးပေးတဲ့အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြင့်သုံးဆွဲနိုင်ပါတယ်။နိုဝင်ဘာလ22ရက်နေ့24ရက်နေ့25ရက်28ရက်အဲ့ဒီရက်တွေဟာကောင်းစေမင်္ဂလာရက်ကောင်းတွေဖြစ်တဲ့အဲ့ရက်တွေမှာကောင်းစေကောင်းချွတ်ပြုရင်အကြီးကဲဖြစ်တဲ့ကောင်းခြင်းကံရှိမယ်ဖုံးကံစေဝါကြီးမမယ်ဆိုတဲ့ယူဆရှိတယ်။ဒီလအတွင်းမှာဒနာသိတိနက္ခဆန်းရှင်တာ2ရက်စက်တိုက်ပဲ။ အဲ့ဒီရက်က26ရက်29ရက်တွေဖြစ်တဲ့အဲ့ဒီနေ့မှာငွေကြေးဆိုင်ရာလက်လာပါဆိုင်ရာကိစ္စတွေအတွက်ဆောင်ရွက်ရထူးခြားတဲ့ကြိုးကျေးဇူးတွေရပါလိမ့်မယ်ကျေးဇူးတင်ပါ